င်္ဂလာပါရမမိတ်ဆွေများဒီကနေ့မှာဝိဒါတာကုကာထာရဲ့အနတ်အတိတ်ပဲနဲ့ပြစ်ပေါ်လာပုံအချင်းချုပ်အကြောင်းအရာလေးတွေကိုမျှဝေပြလို့ပါတယ်ဝိဒါတာကုကာထာရဲ့စာလုံးတွေမှာအနတ်အတိတ်ပဲများစွာရှိပါတယ်အာနာဇက်အလွန်ပြင်းထန်တဲ့ကာထာတော်မြတ်ဖြစ်တဲ့အတွက်ကြောင့်အတိတ်ဘဝကမိမိတို့ပြုခဲ့မှုတဲ့ဒါနပါရမီနဲ့ကုသိုလ်ကောင်းမှုတွေကိုသစ္စာပြုတိုင်တယ်မယ်ဆိုရင်ရန်သူအပေါင်းကိုအောင်မြင်စေပါတယ်မိမိပေါ်ကိုမကောင်းကြံတဲ့သူမတရားအနိုင်ကျင့်နေတဲ့သူတွေဇရာဇိုးတွေ နတ်ဆူတွေကိုတံပြန်တံပြန်ထိခိုက်စေပါတယ်ဂါထာရဲ့အဓိကအကျိုးပေးကတော့မိမိဘက်ကမံကန်နေမယ်ဆိုရင်ရန်အပေါင်းကိုအောင်မြင်စေခြင်းဖြစ်ပါတယ်အတန်ပြင်းပြင်းနဲ့ပီပီတတအဖြတ်တောက်မှန်မှန်ရွတ်ဆိုရပါတယ်ဝိဒါသာကုဂါထာဟာကြာမင်းကိုတောင်စောက်ရှောက်တဲ့အတွက်ကြောင့်ရွတ်ဖတ်ဆောင်ယူအသုံးပြုသူတွေကိုဘေးရန်ကင်းစေခြင်းအတိုက်ခိုက်ကင်းစေခြင်းမကောင်းဆိုးဝါးများမနှောက်ယှက်နိုင်ခြင်းဘုံတကူကြည်ခြင်း ပစ္စည်းဥစ္စာတိုးပွားစေခြင်းစတဲ့အကျိုးတွေကိုရရှိစေတယ်လို့ကျမ်းအထွေထွေကပြဆိုကြပါတယ်။ဆယ်ပါးသောယံကိုလည်းအထူးကာကွယ်ပေးတဲ့ဂါထာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဝိဒသာကုဂါထာကိုတရားမင်းကရှင်မောက္ကလံကို ပေးတယ်လို့လည်းဆိုပါတယ်။တာဝရိန်သာနှမြို့မြို့လေးတောင်မှစိုက်ထားတဲ့ကြောက်တိုင်လေးတိုင်မှာဒီဂါထာကို ရေးထိုးထားတယ်လို့ဆိုပါတယ်။တချို့မူတွေကတော့အင်းချပြီးမြုံနှံထားတယ်လို့ဆိုပါတယ်။ ရှိဟောင်းကျမ်းလေးအရာကတော့နတ်နတ်အသူရာစစ်တိုက်တဲ့အခါမှာအဲ့ဒီဂါထာကိုအသူရာတို့မြင်ရင်ကြောက်ရွံ့ပြီးပြေးကြတယ်လို့ဆိုပါတယ်။တရားမင်းရဲ့အသက်ကိုတောင်ဆောက်ရှောက်အကာအကွယ်ပေးတဲ့ဂါထာဖြစ်တဲ့အတွက်ကြောင့်တရားသက်သောဂါထာသို့မဟုတ်သင်္ကဟဂါထာလို့လည်းခေါ်ပါတယ်။ရွှေဘော်ကျွန်းဆရာတော်ကြီးရဲ့မူအရာကတော့ကျမ်းစစ်သားဂါထာလို့လည်းဆိုပါတယ်။ဝိဒါသာကုဂါထာကိုဖွင့်ဆိုထားတာကိုကျမ်းတွေနဲ့စာအုပ်တွေမှာမူကွဲအမျိုးမျိုးနဲ့တွေ့ရပါတယ်။ အဲ့ဒီထဲကမှမူခွဲနှမျိုးရဲ့အနက်အဓိပ္ပာယ်အကြောင်းအရာလေးကိုမျှဝေပြလိုပါတယ်။မူခွဲနံပါတ်၁ရဲ့အနက်အဓိပ္ပာယ်ဘာသာပြန်ကတော့ဝေရန်သူတို့သည်ဒါဝေသောအရက်တို့ပါလင်စွာ ကုပြေးစေကုန်သည်ကုမကောင်းသောသူတို့သည်ဒါမိမိအလိုလိုဒါအကြံစီပြတ်သောအဖြစ် ဝေပြောက်စေကုန်သည်ဒါဒါနစေတနာကြောင့်ယတာအချမ်းရအကျော်စောတို့သည်ဒါ ွားစီကုံတည်းဒါတာစေပါသောယံသူတို့သည်ယကုသူစေပါတကူအားကြောင့်ဒါပျောက်စီကုံတည်းဒါတာမမောချင်းဖြစ်သောသူတို့နှင့်ဒီရှည်မြင့်စွာကုမပေါင်းဖော်ရခြင်းဖြစ်စီကုံတည်းကုထိုသို့သောအမျက်မာနမန်တတ်သူတို့နှင့်ဒီရှည်မြင့်စွာဒါမပေါင်းဖော်ရသည်ဒါဖြစ်ပါစေတည်းကုကုသူစေရပြုခြင်းလေးရှိသောဒါ ူတော်ကောင်းတို့နှင့်သာလျှင်ဘုဖြစ်လေရာတန်လျာဘဝဆက်ဆက်၌ကုတွေးဆုံပေါင်းဖော်ခြင်းကို ပြုရစေတည်းကုဆက်ဆုပ်ယွန်ရှာမကောင်းစွာသောသူတို့နှင့်ဘုဖြစ်လေရာအရ၌ဒါအခါခတ်သိကုမတွေးရသည်ဖြစ်စေတည်းမုံခွဲနောက်တစ်ခုရဲ့အနက်ဘာသာပြန်လည်းရှိပါသေးတယ်ဝေဒတာရန်ပေါင်းတို့သည်ကုဝေးစွာအရသို့ခွာ၍ဝေစင်စစ် ကုတာတာပျောက်ပြက်စီကုန်သည်ဒါရတာအချမ်းရကြော်စောတို့သည်တလင်းစွာပြည့်စီသည်တတာကောင်းသောဥစ္စာပရိခရာတို့သည်ရတာ အလိုအတိုင်းပြည့်စုံစီသည်တတာကြီးသောမုံတကူအတရေတို့သည်ဒီကုလင်းစွာပြည့်စုံသည်ဖြစ်၍ကုတိကောင်းသောအချမ်းရတို့သည်တတာကောင်းစွာပြည့်စုံစီသည်ကုတကြီးသောလတ်လာပါတို့သည်ကုပုမပြောင်းမပြက်ရောက်သည်ဖြစ်၍ ဘုကုကောင်းသောအစည်းအဝါတို့သည်တကုလင်းစွာရောက်စေသည်။အားလုံးသောမိတ်ဆွေများလည်းမိမိတို့ညံရှိသလိုဒီကထာကိုအသုံးပြုပြီးရွတ်ဆိုနိုင်ပါလေ။နောက်ထပ်မြောက်ဝီပြိမဲ့ကာထာတစ်ပုဒ်ကတော့စနေမောင်မောင်သင်ပေးခဲ့တဲ့ဒနာသိတိပေါကာထာပဲဖြစ်ပါတယ်။ဒီကထာကဆရာကြီးမင်းသိန်ခါရဲ့စနေမောင်မောင်ဝတ္ထုကဖြစ်ပါတယ်။ကာထာကို29ခေါက်ရွတ်ရပါတယ်။ရွတ်တဲ့အခါမှာလည်းမိမိရဲ့အရှိမလင်ပန်းကိုချပြီးမှရွတ်ပါ။တစ်ခေါက်ရွတ်ပြီးတိုင်းတစ်ခါကြီးစီထုပါ။တစ်ခေါက်ရွတ်ပြီးတိုင်းမှလည်း တောဆောင်နှက်တောင်ဆောင်နှက်တွေကိုလည်းမြေတားပို့ရမယ်ဒီလိုရုတ်ဖက်ပြီးမကြခင်လက်လာပါတွေငွေတွေစားတော့ဖွဲ့ရာရင်နဲ့ပြည်စုံလာပါလိမ့်မယ်အကယ်၍အလုံးမအားလို့အချိန်မပေးနိုင်တဲ့သူတွေလည်းအားရင်အားသလိုရွတ်ဆူနိုင်ပါတယ်ဒနာသိတိပေါက်ကာထာလေးကတော့နမောတတဘဂဝတောတတဘဂဝတောနမောသောဘဂဝအီတိပိဘဂဝဘဂဝန္တံတရဏံကိစ္ဆာမိတတအရဟတောနမောသောဘဂဝအီတိပိအရဟံအရဟံတံတရဏံကိစ္ဆာမိ နမောတတသမ္မာသမ္ဗုဒ္ဓတတတတသမ္မာသမ္မာသမ္ဗုဒ္ဓတနမောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓံတရဏံကိစ္ဆာမိဒီဝတ္တပတိဂါထာကိုအဋိဌံဝင်လို့သူတွေအတွက်ဒီဝတ္တပတိဂါထာအဋိဌံလေးကိုမျှဝေပြီးလို့ပါတယ်ဒီအဋိဌံလေးကိုမဝင်မီနဝင်းအကြောင်းကိုသိဖို့တော့လိုပါတယ်နဝင်း၁၂မျိုးရှိတယ်လို့လေးလာမှတ်သားဖူးပါတယ် အဲ့ဒီနဝင်း12မျိုးကတော့9မူလအခြေခံ1ပေါင်ရှင်းအောင်2ပေါင်ခွန်ငွေ3ပေါင်6စိတ်4ပေါင်ကလက်5ပေါင်4ပညာ6ပေါင်3ပီယ9ပေါင်2ဒုက္ခငြိမ်8ပေါင်1အဟောင်းပြန်တွေ့9ပေါင်3ညတသိန်း9ပေါင်9မန်တံပြန်1ပေါင်3ညရှိအလုံးစုံအောင် ဒေဝတပတိဂါထာကိုအဋိဌံဝင်လိုသူတွေအတွက်ကတော့ပရမဦးစွာကိုလတ်တန်းစင်ပြီးဘုရားရှိခိုးပါတရဏဂုံတီးပြီးငါးပါးသီလစောက်တီးပါမိမိရဲ့ခန္ဓာငါးပါးယုံနဲ့နှစ်ပါးကိုမျက်စွာဘုရားရှင်ကိုလူဒန်းပေးပါနတ်ပင့်မေးပါနတ်ပင့်ပြီးတာနဲ့ဒေဝတပတိဂါထာကိုစာယူလို့ရပါပြီဂါထာကိုရုတ်ဖက်ပူဇော်ပြီးပြီးဆိုရင်နတ်ပို့ပါအမြတ်တမ်းပေးဝေးပါအစင့်တဲ့တနည်းလေဒေဝတပတိဂါထာကိုးခေါက်ဖြစ်ကိုရက် ်မူလအခြေခံအစင်းနှစ်တနေ့လင်ဒီဝတ္တိကာထာ78ခေါက်ဖြင့်9ရက်အောင်အစင်းသုံးတနေ့လင်ဒီဝတ္တိကာထာ28ခေါက်ဖြင့်9ရက်ငွေအစင်းလေးတနေ့လင်ဒီဝတ္တိကာထာ36ခေါက်ဖြင့်9ရက်စိတ်အစင်းငါတနေ့လင်ဒီဝတ္တိကာထာ45ခေါက်ဖြင့်9ရက်လက်အစင်း6တနေ့လင်ဒီဝတ္တိကာထာ54ခေါက်ဖြင့်9ရက်ပညာအစင်း9 တနေ့လင်ဒီဝတ္တိဂါထာ63ခေါက်ဖြင့်9ရက်ပြီးရအစဉ်ရှိတနေ့လင်ဒီဝတ္တိဂါထာ82ခေါက်ဖြင့်9ရက်ဒုက္ခငြိမ်းအစဉ်9တနေ့လင်ဒီဝတ္တိဂါထာ81ခေါက်ဖြင့်9ရက်အဟောင်းပြန်တွေ့အစဉ်30တနေ့လင်ဒီဝတ္တိဂါထာ90ခေါက်ဖြင့်9ရက်ဓာတ်သိအစဉ်17တနေ့လင်ဒီဝတ္တိဂါထာ96ခေါက်ဖြင့်9ရက်မှန်တံပြန်အစဉ်17 တနေ့လေဒီဝတ္တိကာထာတရရှိခောက်ဖြစ်ကိုရအလုံးစုံအောင်ဒီဒီဝတ္တိကာထာအဋ္ဌဒဟာတဆင့်မီတဆင့်တက်လာတိုင်းအကျိုးပေးထူးခြားမှုတွေနဲ့အလွန်တည်တာတဲ့အဋ္ဌံဖြစ်ပါလေဖြည်းဖြည်းနဲ့မှန်မှန်သာယာနာပျော်ပွဲရှိတဲ့အတန်နဲ့ရွတ်ဖတ်မဲ့ဆိုရင်ပိုပြီးထိရောက်ပါလေအဋ္ဌံဝင်နေချိန်မှာငါးပါးသီလကိုအထူးမြဲရပါမယ်မအားလက်ဘူးဆိုရင်တနေ့ကိုအချိန်ချပြီးအခောက်ရီခွဲပြီးတော့လေရွတ်ဖတ်နိုင်ပါလေ တရားရှိရက်စက်တိုက်ပြုလုပ်ရတဲ့အဋ္ဌိထံဖြစ်ပါတယ်ပြက်သွားရင် အစားကနေပြန်စားရပါမယ်အပြက်လည်းအလွန်များပြီးအောင်မြင်မှုခက်ခဲတဲ့အဋ္ဌိထံဖြစ်ပါတယ်ဒါပေမဲ့မေတ္တာစိတ်ရှိနေတဲ့သူတွေအတွက်ကတော့အလွန်လွယ်ကူတဲ့အဋ္ဌိထံလည်းဖြစ်နေတတ်ပါတယ်ပရမအဆုံးမန္တန်ကတော့အမျက်ဖြေကာထာမန္တန်ပဲဖြစ်ပါတယ်မိမိကိုအမျက်ရှိတဲ့သူရဲ့မျက်နှာကိုစိစိကြည့်ပြီးဒီကာထာမန္တန်နဲ့ တတ်နိုင်သမျှရေးရပါမယ်။ဂါထာမန္တန်ကတော့အုံပိယေဟိမမပိယေဟိတိန်ဒီဟံအာဂိစံတုအာဂိစံတတတမ္ပအဋ္ဌိပဝိတစိတ်တံမိုင်းမိုင်းတောဟဂါထာသုံးပြုလို့ညွန်ကတော့အဲ့ဒီလိုမျက်နှာကိုစိစိကြည့်ပြီးရွတ်ဆိုမယ်ဆိုရင်တခြားသူကိုမဆူထားပါနဲ့လို့မိမိရဲ့အသက်ကိုအနည်းငယ်ပြုဖို့လာတဲ့ရန်သူပင်ဖြစ်စေကမှုလက်နက်ချပြီးအမျက်ပြပြပါပါလိမ့်မယ် မြတ်ပြင်ပြောင်းသွားရုံသာမကမိမိကိုချစ်ကြောက်ယူသိမှုလည်းရှိလာပါလိမ့်ဦးမယ်။နောက်တစ်ပုဒ်ကတော့လောတရကုံရမန်ကတာပဲဖြစ်ပါတယ်။ကုံရကိုဒီကထာမန္တန်နဲ့38အောက်မှန်းပြီးရင်အဓိကရအထင်ကရသစ်ပင်မှာရှိတဲ့ရုပ်စုနဲ့ကိုတင်ပါ။ဂါထာမန္တန်ကတော့အုံဘယပတ္တယဝစီဝမရဏံတိန်ဒီဟာအာဂိစံတုအေဟိအေဟိသွာဟေယကသကောဒီဝရာဇာသွာဟာ အသုံးပြုဖို့အညွှန်းကတော့ဒီလိုရုပ်စုတင်မြောက်မယ်ဆိုရင်မိမိအလိုရှိတဲ့ပစ္စည်းလလပါတွေကြောက်လာပါတယ်။တရက်တရွာတို့သွားတော့၎င်းဤတိုင်းတင်၍တိုက်တွန်း၍တရွာလုံးနိုးဆော်ပါဟုစုတောင်းပါကအလိုရှိတိုင်းပြည့်စုံစေနိုင်။နောက်တစ်ပုဒ်ကတော့အလိုရှိတိုင်းမြင်နိုင်သောစီမံမှဖြစ်ပါတယ်။တန့်ရှင်းစင်ကြယ်တဲ့စီကောင်းစီတတ်ကိုဒီဂါထာမန္တန်နဲ့38အုပ်စုပါ။ဂါထာကတော့ဘုံဘုံတော်ဘုံတော်ငါလဲမတတ် ဘရားသမေညုအတတ်ဒီသက်ပေစရာသက်ပေလင်းစီစရာလင်းစီမြင်ပေစရာမြင်ပေပြပေစရာပြပေအုံဒီဝတာဒီဝတာငါလဲမတက်ဆရာဘလူးမင်းအတတ်ဒီသက်ပေစရာသက်ပေလင်းစီစရာလင်းစီမြင်ပေစရာမြင်ပေပြပေစရာပြပေဂါထာအသုံးပြုဖို့အညွန်းကတော့ရင်းစီမှန်းနဲ့မျက်စိကိုကွင်း၍ကြည့်ပါရှင်းဥစွာဘောရီပင်နဲ့ရွှေပလင်ကိုမြင်ရလိမ့်မည် ရင်းသုံးမြင်လေတခြားမိမိမြင်လို့တော့အရာအလုံးကိုမြင်နိုင်ပြီးမှမှတ်ပါသို့တော့ရေမနစ်ဘူးတော်သူကိုယ်မကိုက်ခံရဘူးတော်သူကြီးမားတာမြင်နိုင်ပြီးကိုအတိပြုပါမိတ်ဆွေများအတွက်လိုရာသုံးကာထာတူလေးသုံးဖို့ကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်မိမိတို့ဉာဏ်ရှိသလိုရုပ်စုသုံးပြနိုင်ပါတယ်အားလုံးစင်ပြေကြပါစေ